VOC 120မှာလုံးတဲ့ဟာရကြတော့ကျွန်တော် VOC 120ရောင်းပါမယ်သူကအားကိုစတင်ပြီလေအားလုံးမင်္ဂလာပါပေါ်ဘော့ကိုရဲပါကိုရဲဒီနေ့ခိုင်းဆွေတို့ရှင်းပြတဲ့လေးတခုရှိတယ်မနေ့ကကျွန်တော်တင်တာကတော့ VOC နည်းနည်းနဲ့အဲဆိုလာအလုံးစားလောက်တာနဲ့ VOC များများနဲ့ဆိုလာအလုံးစားလောက်တာဘယ်ဟာပိုကောင်းလဲဆိုပြီးရေးထားတယ်အဲ့ဒီထဲမှာတချို့ကတော့များများနဲ့အလုံးလောက်တာကောင်းတယ်လို့ပြောတယ်တချို့ကနည်းနည်းနဲ့အလုံးလောက်တာကောင်းတယ်လို့ပြောတယ် အမှန်တကယ်ကကျွန်တော်တို့နည်းနည်းနဲ့အလုပ်လုပ်တာပဲကောင်းတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့မနှက်ကြရင်ဗျာမနှက်ကျွန်တော်တို့မိုးလင်းတဲ့အချိန်ကျရင်နေကနည်းနည်းလေးပဲလာပွင့်တဲ့အချိန်ရှိတယ်။နည်းနည်းလေးကနေကြားလာပေါ့နော်နေပွင့်တာ။အဲ့တော့ကျွန်တော်တို့ solar VOC ကနည်းနည်းလေးကနေအလုပ်စားလုပ်တဲ့အာကျွန်တော် inverter တွေကစပြီးတော့ solar နဲ့အားအရင်ယူပေးလိုက်မယ်ပေါ့နော်။ဘာလို့လဲဆိုတော့ तू က VOC ကျွန်တော်60ထားပါတော့ဗျာ။ VOC 60မှာအလုပ်လုပ်တဲ့ inverter ဆိုရင် VOC 60ရောက်တာနဲ့ तू ကအားကို စတွင်ပေးလိုက်မယ် VOC 120မှာအလုံးလုံးတဲ့ဟာတွေကကျတော့ကျွန်တော် VOC 120ရောင်းမှာပဲသူကအားကိုစတွင်ပေးလိုက်မယ်အဲ့တော့ကျွန်တော်ကပြောချင်တာက ကျွန်တော်တို့ဥမာထားပါတော့မနက်ကိုကျွန်တော်တို့အစောကြီးပေါ့နော်6နိုင်လောက်နေပွင့်နေထားပါနေပွင့်တဲ့အချိန်ကျရင် VOC 60လောက်ထိရောက်သွားပြီဆိုရင်အဲ့ဒီအချိန်မှာကျွန်တော် VOC 60နဲ့အလုံးစားလုပ်တဲ့ inverter အလုံးလုံးနေပြီပေါ့နော်အဆိုလာကိုအားသွင်းနေပြီဆိုလာကနေအားသွင်းနေပြီပြီးရင်ကျွန်တော်နောက်ထပ်နိုင်ခွက်တစ်နိုင်လောက်မှကျွန်တော်တို့ဒီဆိုလာ120လောက်ဝင်နေဝုံဝင်နေ inverter ကနောက်နိုင်ခွက်လောက်မှအားစဝင်တာလည်းဖြစ်နိုင်တယ်ပေါ့။အဲအဲ့လိုမျိုးဆိုရင်ကျွန်တော်တို့ VOC နည်းတဲ့ ် inverter တွေကပိုပြီးကောင်းတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ဈေးကွက်ထဲမှာရှိတဲ့ inverter တွေတော်တော်များများကကျွန်တော်တို့ VOC နည်းလားများလားအဲ့လိုမျိုးကွက်ကိုရှာပြီးတော့ကျွန်တော်တို့တုံးလို့ရတယ်အဓိကကျွန်တော်တို့ကအရေးမကြီးတာဘာလဲဆိုတော့ကျွန်တော် VOC နည်းတာများတာကျွန်တော်တို့ဒီ solar မတက်တဲ့လူတွေအတွက်အရေးမကြီးဘူးပေါ့နော် solar တက်ပြီ solar လောကအဓိကအားထားပြီးတုံးတယ်မီးမရနေမှာတုံးတယ်ဆိုရင်တော့ VOC နည်းတဲ့ဟာကိုရွေးချယ်ပြီးဝယ်ပါနောက်အားလည်းကျွန်တော်အကြံပေးချင်ပါတယ်ကျေးဇူးတင်ပါတယ်